တဲ့ကျေးဇူးတော်ရှင်ရှင်။ဘဝရဲ့နောက်ဆုံးရောက်ရှိလာမယ့်အချိန်မှာလည်းထပ်သက်ဝန်ထမ်းလေးကိုပြစ်ဆုံးပန်ရှုပြီးသွားရင်အပေဖိတ်ပြီလားသိချင်ပါလိမ့်ဆရာ။ဘယ်လဲပေလည်းပိတ်ချင်သလား။ခုတော့ပေကပွင့်နေပုံရတယ်။အဲ့တော့ကျွန်တော်ဗာလေးပြောကျင်တာလဲဆိုတော့ပေါ့နော်အဲဒီဒါလေးကလည်းဒီလိုလေးပါအ ကျွန်တော်တို့ကတမာရီလေွယ်ရောက်ရင်အတိုင်းအတာတစ်ခုတမာရီလေးရှိတယ်တီလာဖောက်မှနည်းနည်းပြောပြမယ်တီလာဖောက်မှအပေကြတာမဟုတ်တော့တီလာဖောက်မှအပေကြတာကျွန်တော်တို့ကအပေဘာအကြောင်းကြတယ်လို့တီလာဖောက်လို့ပဲကြတာကျွန်တော်အပေဘာအကြောင်းကြမှန်းမသိဘူးစိတ်ထဲမှာတီလာဖောက်မှအပေကြတာကျွန်တော်တို့ဒီအတခုအဲ့တော့ကို့မှာကတမာရီလေးတခုတီအောင်တော့နည်းနည်းစူးစမ်းတာတမာရီဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ထင်တဲ့တမာရီက စိတ်ကြီးငြိမ်ပြီးတော့ကိုယ်စိတ်တွေဘယ်မှမလွင်တမာရီလို့ထင်တာမဟုတ်ဘူးတမာရီဆိုတာမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင် စိတ်ကိုထားတာလေးရှိတယ်အဲအရင်တော့ကျွန်တော်ဘယ်လိုထင်လဲတော့အဲ့ဒါကိုတီလတမာရီပညာနဲ့တွဲရင်မကောင်းမှုရှောင်တာကတီလကောင်းမှုဆောင်တာကတမာရီဖြူအောင်စိတ်ကိုထားပညာဒီလိုပြောကြတယ်ဒီလိုလေးပြောကြတယ်ပြောကြတော့ကျွန်တော်သိပ်မကျင့်နဲ့ဘူး ဘာဖြစ်လို့လဲကျွန်တော်မကောင်းမှုရှောင်ကောင်းမှုဆောင်ဆိုတာကုသိုလ်အကုသိုလ်ဖြစ်တယ်ဒါသီလပဲဟာတမာရီဆိုတာကျွန်တော်ကထင်တာစိတ်တည်ငြိမ်နေတာပြောကျင်တာအဲ့မှာတမာရီဒါပေမဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်တာဒါသီလပဲဆိုတော့ကျွန်တော်တမာရီကိုအဲ့တည်းဘယ်များထည့်ရမှာမသိဘူးဖြစ်နေပြဿနာကကမပြောပေနဲ့လဲစိတ်ထည့်ကတိတ်ဘဝင်မကြဒါပေမဲ့လက်စွာဖရားတွေကိုတီးခွင့်ရလိုက်ခါကျဘလို့တီးသွားတယ်ဆိုအခုတမာရီက ကျွန်တော်တို့ကတည်ငြိမ်တာမဟုတ်ဘူးစိတ်ထဲမှာကုသိုလ်စိတ်အပေါ်မှာစိတ်ကဘာဖြစ်လဲတည်သွားတာ ကုသိုလ်အပေါ်မှာစိတ်အပေါ်မှာဘာဖြစ်လဲကုသိုလ်အာယုံပေါ်မှာစိတ်ကတည်သွားတာကုသိုလ်ကောင်းမှုပဲလုပ်တော့မယ်မကောင်းမှုကိုမလုပ်တော့ဘူးသူကမကောင်းမှုကိုစဉ်းကိုမစဉ်းစားကိုယ်စဉ်းစားနိုင်ရကုသိုလ်အာယုံပေါ်မှာပဲစိတ်ကတည်ရမြတ်စွာဘုရားရဲ့တရားတွေရဲ့အတိတွေပေါ်မှာကျွန်တော်စိတ်ကဘာဖြစ်လဲစတည်လာတာတမာရီကငြိမ်တာမဟုတ်ဘူးအာယုံတစ်ခုပေါ်တည်တာ ကောင်းတဲ့အာယုံတစ်ခုမှစိတ်ကတီးလာတာပြောကြင်တာကအဲ့တော့မကောင်းတာကိုစဉ်းတောင်မစဉ်းစားတော့ဘူးဒီလိုတွေစဖြစ်လာတာစိတ်တစ်ခုကကောင်းတဲ့ပုံမှာတီးလာတာမြတ်စွာဘုရားရဲ့အတိတွေပုံမှာပါဖြစ်လာတယ်ကျွန်တော်အခုမတီးလို့လည်းသိတယ်အဲ့ဒီပုံမှာစိတ်ကမတီးဘူးမတီးရတဲ့တကယ်လဲဘွာတဲ့ရောက်တော့တရားပဲရောက်နေမှမတီးတော့ဘူးဒီဟာပဲတချို့အရာတွေကိုပြန်စဉ်းစားကြည့် ကျွန်တော်အတိအာနဲ့ဒီအဖွဲ့တွေတရားအကုန်တူတူပဲဒါပေမဲ့လက်တွေ့တည်းလဲရောက်ရော तू ကအတိအာပဲရောက်နေမှာမသိဘူးကျွန်တော်အဲ့အတိလေးတွေနဲ့လက်တွေ့ဘွားတွေကိုတီးပြီးတော့ပြောသွားတာဒါပဲမပြောတင်တာဒီအတိပေါ်မှာစိတ်တီးဘွားဘာလို့လဲတမာရီဒါမှမဟုတ်လဲကုသိုလ်ပေါ်ဆိုတဲ့အာယုံပေါ်မှာစိတ်ကတီးသွားတာတမာရီနဲ့အဲ့လောက်တင်ကအပေကတော်တော်လွတ်နေပြီလေပြောတင်တာစင်းတော့မစင်းစားတော့ဘူးပြောတင်တာလမ်းပြောင်းမြန်စီရဲ့ဖန်ခံရမယ် ဒါဖန်းခံမှာကြောက်လို့လမ်းပြောင်းမြန်မရှိတာတိလားဒါပေမဲ့လင့်ရင်စီးမယ်ဒါတမာရီပြစ်လိုက်ရင်ဘရောမှာပြောင်းမြန်စီးဖို့မစင်စားဘူးပုံမှန်တိုင်းစီးပဲအဲ့တော့ပြောင်းမြန်စီးဖို့မစင်စားတဲ့အဖန်းခံကိုလည်းစဉ်းစားကြလို့သေးလားအပေကြဖို့လည်းမစင်စားတော့ဒီလိုလေးဖြစ်လာတာကျွန်တော်ကကြောက်နေစရာမလိုဘူးကိုကိုကကျွန်တော်ကကြောက်ဖို့ပဲ fear ပဲအမြဲတမ်းစဉ်းစားတယ်ဒီဒီလိုစဉ်းစားလိုက်တာနဲ့လွတ်ပြီဆိုတာကျွန်တော်ကစိတ်ထဲမှာလွတ်ဖို့စဉ်းစားလေခုကကျွန်တော်က မကြဘူးကြတော့မှတော့အဖုံးကပိတ်ထိုင်အတွင်းနဲ့မကြဘူးပေါ့သူကအပယ်ပိတ်ထင်တာလေအပင်ကပိတ်ဖို့တွေဖွင့်ဖို့တွေမစင်စားဘူးအဲ့ဒီလမ်းကြောင်းကိုမလျှောက်ဘူးအဲ့ဒီလမ်းကြောင်းမဲ့သွားမှကျွန်တော်တို့အဲ့ဒီ direction သွားမှအပယ်ကြမှာစိုးရိမ်နေရအဲ့ဒီ direction မဲ့ကိုမစင်စားရင်အပယ်ကြမှာကိုမစိုးရိမ်တော့စင်းကိုမစင်စားတော့ဒီလိုဖြစ်နေရမှာစိတ်ကအဲ့တော့ကိုယ့်ကိုယ်ကိုအပယ်ပိတ်ဖို့နဲ့ဆိုင်ရင်ကိုယ်လမ်းကြောင်းပြောင်းဖို့လိုအောင်ကိုကကိုကလမ်းကြောင်းမပြောင်းဘူးအပယ်ပဲပိတ်ချင်တယ် ်အဲ့ဒါကအဲ့တော့မှကျွန်တော်ကကိုယ်တိလသမာဓိပညာဆိုရအစဉ်စဉ်တက်လမ်းမှုကြိုးစားပါနော်ဟုတ်ပါဘူးဟုတ်ကဲ့ကျေးဇူးပါရှင်ရှင်ဒီနေ့ကအတွေ့